နေပွင့်နဲ့ပြန်တွဲလာတဲ့အေရီယာကိုထပ်ပြီးတော့မာပေးလိုက်ပြန်ပြီးအေရီယာမှာပဲမြောင်းနေပြီးပြန်ထွက်လာတယ်ပိတ်ပြီးဂိုးပြီညာဒီချိန်မှာတော့ရလာတဲ့အခွင့်အရေးတရက်ကိုအစောပိုင်းကဥဆောင်ကိုတွင်းပေးထားခဲ့တဲ့ဝင်းဝင်းရပဲထပ်ပြီးတော့ဒုတိယမြောက်မြမအသင်းအတွက်ဥဆောင်ကိုရရှိအောင်ထပ်ပြီးတော့သွင်းယူပေးသွားနိုင်ခဲ့ပြီဖြစ်ပါတယ်။ဒါဆိုရင်လက်ရှိမှာတော့ဘဲသားချင်းက30 ကောက်ရောက်ရှိလာပြီပဲဖြစ်ပါတယ်မြန်မာအသင်းကတော့ဒုတိယမြောက်ဥဆောင်ကိုဝင်ဝင်တင်းကိုနဲ့ပဲထပ်မံပြီးတော့ရရှိခဲ့ပြန်ပြီဗျာဟုတ်ပါတယ်ဒီအချိန်ဒီမှာလဲဝင်ဝင်သူ့ရဲ့ခန္ဓာကိုယ်အချိုးစားနဲ့မလိုက်ကြအောင်သူ့ရဲ့တိုးအားယုံအားတကယ်ကိုကောင်းမွန်ခဲ့တာဖြစ်ပြီးတော့ဒီချိန်မှာလဲအကောင်းမဆုံးရလာတဲ့အခွင့်အရေးကိုပြေးထွက်ပြီးတော့အဆုံးသတ်ခဲ့တာဖြစ်ပါတယ်ဒီသွင်းကိုကြောင့်မြန်မာအသင်းရဲ့အနိုင်ရလကပို့ပြီးတော့ ပြတ်သားတဲ့အခြေအနေတစ်ခုကိုတော့လက်ရှိချိန်မှာဖန်တီးသွားနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်ဒီတွင်ကိုမှာတော့စံတော်တော်ရဲ့အကောင့်တက်ပြီးတော့ဖန်တီပေးဖို့မှုကလည်းတကယ်ကိုအတိအမှတ်ပြုအောင်ပါလဲဖြစ်ပါတယ်။ပထမတွင်ကိုမှာလည်းစံတော်တော်အကောင့်မဟုတ်တော့ဖန်တီပေးဖို့နိုင်ရဲ့လို့အခုဒုတိယမြောက်တွင်ကိုမှာလည်းစံတော်တော်ရဲ့ပုံဝင်ပတ်သက်မှုကတကယ်ကို အတိမပြူအောင်ပါလေဖြစ်ပါတယ်မြမသိမ်းမအေးရလေဝင်လာပြီစမ်းတော်တော်ပဲလက်ပိတ်ပြီဂိုးလိုက်ကြည့်ပြီးတော့ပြန်ထွက်လာတယ်ညအတင်းပေါ်ကစားသမားတွေတွင်ကိုရရှိအောင်အကောင်းမွန်ဆုံးဖန်တီးမှုတွေဒီနေ့ပွဲစဉ်မှာပြုလုပ်ထားနိုင်ခဲ့တဲ့စမ်းတော်တော်ကိုယ်တိုင်ဆုံးသက်ပြီးတော့တွင်ကိုတကူရရှိဖို့အတွက်ကြိုးစားခဲ့တာဖြစ်ပါတယ်ဒီချိန်မှာတော့သူ့ရဲ့အဆုံးသက်ကအနေငယ် င်ထိပြီးတော့ပြန်ထွက်သွားတဲ့အနေအထားတစ်ခုကြောင့်ပုံမှန်အသင်းနောက်ထပ်အတွင်းကိုရရှိမဲ့အခွင့်အရေးတစ်ရက်နဲ့တော့လွှဲချော်သွားခဲ့တာဖြစ်ပါတယ်